အတတ်မှုတွေကိုမခံနိုင်တော့လို့အိန္ဒိယနိုင်ငံကနေကုညီကယ်ဆယ်ဖို့ရောက်ရှိနေတဲ့စေတနာဝန်ထမ်းတယောက်ဖြစ်သူကီရန်ဗာမာကမြန်မာနိုင်ငံကနေပြန်လည်ထွက်ခွာသွားတော့မယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေအတိပေးကြေညာခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့တနပ်ပြောင်းဝရှိမှာကုညီကယ်ဆယ်နေရတဲ့အခြေအနေနဲ့ကုညီမဲ့နေတဲ့ပြည်သူတွေကိုမကြည့်ရတော့သလိုအပြည့်အစည်းပုံတွေအောက်မှာတိတ်ဆုံးနေတဲ့အလောင်းတွေကိုထားခဲ့ရတဲ့အတွက်များစွာစိတ်မကောင်းဖြစ်မိလို့မြန်မာပြည်သူတွေကိုတောင်းပန်တယ်လို့လည်းသူကပြောပါတယ်။ ဒါပြင်မြန်မာနိုင်ငံမှာအခုလိုဆိုးရွားဆုံးဖြစ်နေတဲ့အချိန်မှာတော့မြန်မာစစ်တပ်ရဲ့လူသားချင်းစာနာမှုနဲ့ကိုကျင်းစာတရားအနည်းငယ်ကိုပဲမျှော်လင့်ထားတယ်လို့သူကပြောပါရယ်။မြန်မာပြည်သူတွေကပြင်ပကဘာနဲ့ဆက်သွယ်ခွင့်ကန့်သက်ခံထားရတာကြောင့်နာကျင်မှုတွေကိုမျှဝေနိုင်မှာမဟုတ်ဘူးလို့လည်းသူကရေးသားထားပါရယ်။ သူအနေနဲ့စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာကုညီကစဲလုပ်ငန်းတွေကိုဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာမသိတော့တဲ့အတွက်မတ်လ31ရက်နေ့ကရောက်ရှိပြီးဧပြီလ3ရက်နေ့ကပြန်သွားခဲ့ပြီးတော့မြန်မာပြည်သူတွေအတွက်ဆုတောင်းပေးတယ်လို့လည်းသူရဲ့ Facebook စာမျက်နှာမှာရေးသားထားတာပါကီရန်ဗာမာဟာအိန္ဒိယနိုင်ငံမှာ simply bless ဆိုတဲ့အကျိုးမြတ်မယူပဲသွေးလူတန်းမှုဝန်ဆောင်မှုကုညီရေးအဖွဲ့ရဲ့တည်ထောင်သူဖြစ်ပြီးတခြားလူမှုရေးလုပ်ငန်းတွေမှာလည်းထက်ထဲဝင်ဝင်လောက်ကင်ပါဝင်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးမှာကယ်ဆယ်ရေးလုပ်နေတဲ့ Brighter ကယ်ဆယ်ရေးတမားတယောက်ကိုစစ်တပ်ကခေါ်ပြီးပ้ายိုက်ပြီးတော့ဆဲဆူကျိန်းမောင်းမှုတွေဖြစ်ပွားခဲ့သေးတယ်လို့လည်းသိရပါတယ်ရှင်။မန္တလေးမြို့ကအမရပူရာနဲ့ချမ်းမြသာစီမြို့နယ်ကမြို့တည်ရက်ွက်ထဲမှာငလီတန်သစ်အိမ်နဲ့အဆောက်အုံတွေကိုကိုထူခိုထားစနစ်နဲ့ဖြိုချနေရပြီးဖြိုချကသိန်းတစ်ထောင်နီးပါးတောင်းတာတွေရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။ မြက်သစင်သတင်းပေးပို့ထားပါရရှင်တွားပြီမက်ရှလာ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းသခိုင်းမြို့အနီးကိုဗဟိုပြူပြီးပြင်းအားရစ်တာစကေ9.8ရှိတဲ့ငလိကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နိုင်ငံတော်ဝန်ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးလက်ရှိချိန်မှာတော့ပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေကိုဖြိုချပြီးရှင်းလင်းရေးလုပ်ဖို့လိုအပ်နေတဲ့အချိန်လေးဖြစ်ပါတယ်။မန္တလေးမြို့ကဒေသခံတွေကတော့ လက်ရှိမှာငလင်းတန်သိအိမ်နဲ့အဆောက်အုံတွေကိုဖြိုချရှင်းလင်းရေးလုပ်ဖို့ငှားရမ်းခရီအတွက်တိမ်ပေါင်းများစွာ ရှိနေတယ်လို့ဆိုပါတယ်။ခုတိုက်တိုက်ရတာမှာဒီချက်ကပါညာနဲ့ပါညာတောင်းတာတိမ်ကထောင်တောင်းတာပဲ။အပြက်ကိုအပုံအပြက်ကိုတစ်ထောင်လုံးတောင်းတာ။အဲနောက်ကျတော့ဒီအပြူပြက်ထားတာကိုခေါ်ကားငားကားတဲ့တိမ်နေရတဲ့။တော့ရှိရလို့ကတော့ချက်ချင်းလုံးနိုင်အောင်ပါမရှိရလို့ကတော့အဲလုံးနိုင်အောင်ပါ သူကြည့်ရမှာသူကဒီလူအားနဲ့မရဆက်အားနဲ့မရမှာချိုးရရမန္တလေးမြို့ချမ်းမြသာစီမြို့နယ်ကမြို့တည့်ရက်ွက်ထဲမှာလဲအိမ်ပျက်စီးတွေကိုကိုထူကိုထစနစ်နဲ့ပဲရှင်းလင်းနေကြရတယ်လို့သိရပါတယ်ဒီမြို့တည့်ရက်ထဲကဆိုရင်တော့ဖုန်ချိန်မှာပတ်သက်ပတ်သက်ကြည့်တဲ့လူတွေကတော့ကိုယ့်အားနဲ့ကိုပြင်းနေကြတာပဲအင်းကျွန်တော်တို့ဘက်ထဲမှာတော့စီပင်တွေတော့မမြင်ဘူးဗျာဒါပေမဲ့ကျွန်တော်62လမ်းမှာတော့စီပင်လုံးနေတာတော့တွေ့တယ်နောက်ဒီဘက်ချမ်းမြမှာတော့မမြင်ဘူး ီ60နာရီမှမှကျတော့သူကလမ်းမပေါ်ဒီခါစပိုင်းကျူတော့တာကိုတိုက်တာစပိုင်းကျူတော့သူရှင်းနေတဲ့တောင်းလောက်ကမလုပ်သေးဘူးမနေရတော့တွေ့တယ်အဲ့ဒါကိုဖြတ်ပြီးစီဗင်နေနဲ့လုံညာတော့မြင်းနေကျွန်တော်ဘက်ထဲမှာတော့စီဗင်နေပါတော့တိတ်မမြင်ဘူးကြသူဒီကိုယ်တော်လေးပဲကိုရင်ကိုသူပြတဲ့လူကြီးငားပြီးပဲလုံနေကြပဲမြင်လားငလင်တန်ကြောင့်အထူးကိုက်ပျက်စီးများတဲ့အဆောက်အုံပျက်စီးတွေကိုစေနာဝန်ထမ်းကူညီသူတွေက ဆယ်ရည်နီးယားငှားရမ်းကအခမဲ့နဲ့ကူညီနေကြတဲ့သူတွေလည်းရှိပါတယ်။ဒီလိုကူညီနေသူတွေတဲကတဦးကလည်းဆယ်ရည်နီးယားငှားကအဆောက်အုံဖြတ်ခါတွေဈေးကြီးနေလို့မငားနိုင်တဲ့သူတွေရှိတဲ့အကြောင်းပြောပြခဲ့ပါတယ်။လက်ရှိရတော့ဗျာကျွန်တော်တို့ဒီမန္တလေးအနေနဲ့ဆိုလို့ရှင်ဒီပြည်သူပြည်သူဝါအနေနဲ့ဆိုလို့ရှင်ဒီဒီမနက်ပိုင်းတပိုင်းနဲ့နေနေဟိုအိမ်ကအလုံး30လောက်တော့ကြီးမယ်။ ဘုံဘုံကြီးကျောင်းကတော့နှစ်ကျောင်းလောက်တော့ရှိတယ်ကြာဘုံကြီးကျောင်းပေါ့နော်ဟုတ်တယ်ဆိုကျွန်တော်တို့ကဟိုလိုပေါ့ကျွန်တော်တို့ဒီအကူကြီးတောင်းတဲ့သူတွေကနေတစ်ဆင့်ကြားရတော့အင်္ဂါကတွေကသူကအဲဖြက်ကဒီဖြက်ရန်နေငါးကတွေဒေးကြီးတွေပေါ့နော်အဲဒေးကြီးရောသူတို့မငားနိုင်ဘူးအဲ့လိုတော့သိရတယ်အဲ့လိုတော့ကျွန်တော်တို့ဓာတ်ရိုက်တော့မတည်ဘူးဒါပေမဲ့ဒီပြန့်နေတဲ့သတင်းတွေရဆိုတနားရှိသိန်းလောက်တော့လူတောင်းတယ်လို့တော့ကြားတယ်စစ်ကောင်စီကငလင်ပေးတဲ့ပြည်သူတွေအတွက် နိုင်ငံ15ခုကနေထောက်ပံ့ရေးပစ္စည်း354တန်ကျော်ကယ်ဆယ်ရေးပစ္စည်း465တန်ကျော် စုစုပေါင်း146တန်လက်ခံရရှိထားတယ်လို့ဆိုပါရယ်နိုင်ငံတကာကနေကူညီကယ်ဆယ်ရေးလှူတာ1500ကျော်လဲရောက်ရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေကြတယ်လို့သိရပေမဲ့စစ်ကောင်စီရဲ့အကူအညီတစုံတရာစစ်ကောင်စီလက်အောက်ခံစီပင်တရားဝန်ထမ်းတွေရဲ့အကူအညီတွေတော့မန္တလေးမြို့ပေါ်မှာမရှိသလောက်နေပါတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ကျမမျက်သစင်ပါရှင်။စကိုင်းတိုင်းကလေးမြို့နယ်မှာစစ်ကောင်စီတပ်ကနေအိမ်တွေကိုမီးရှို့တာအရဲသားတွေနေထိုင်နေတဲ့ကျေးရွာတွေစီလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ဧပြီလ2ရက်နဲ့3ရက်မနက်အစောပိုင်းကစစ်ကောင်စီလက်အောက်ခံဟန်တာရီရွာဘက်ကနေတင်သားရွာ၊ကုတ်ကိုရွာနဲ့လယ်ချားရွာတွေဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဧပြီလ1ရက်နေ့ကပိုင်းကလည်း ကလင်းနီးပညာတက္ကသိုလ်ကစစ်ကောင်စီတက်သားတွေဟာတာယာရီကြေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြောပါရယ်စစ်ကောင်စီတက်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကြေးရွာတွင်းမှာနေထိုင်နေတဲ့ဒေသခံတို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးတာယာရီရွာကဒေသခံတွေလည်းစစ်ကောင်စီရန်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက်မီရှိုခင်ရတဲ့နေ့အရေးအတွက်ဘလောက်ရှိတယ်လဲဆိုတာမသိရှိရသေးဘူးလို့ကလင်းနယ်တောင်ပိုင်းကဒေသခံတွေက DVB ကိုပြောပါရတယ်။ မတ်လ28ရက်မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကြောင့်လူပေါင်းထောင်ချီသေဆုံးခဲ့ရပြီးထောင်ထဲချီတဲ့ဒေသခံတွေအိုးအိမ်မဲ့ဖြစ်နေခြင်းစစ်ကောင်စီကဧပြီလ2ရက်ညမှာရပ်ပေါင်း20ရာရီအပြည့်ရမယ်လို့ပြောဆိုခဲ့တာဖြစ်ပါရဲ့ရှင်။တမျိုးလုံးနှိပါငလင်တန်းထိခဲ့တဲ့တရက်ဦးမြို့နယ်တွေကကြေးရွာတွေစီကိုကယ်ဆယ်ရေးတွေမရောက်သေးလို့ဒေသခံတွေအကူအညီတွေတောင်းခံနေကြပါတယ်။မော်ရစ်ကပြောပြပေးပါလိမ့်မယ်ရှင်။ လမ်းအနေထားတော့ဒီလိုကအင်းဝကိုဝင်လမ်းမှာတာအင်းဝမြို့ဟောင်းအနီးတရဦးမြို့နယ်တဲကပပဲတန်းပိတ်တန်းဈေးကြိုကျေးရွာအုပ်စုဘတ်ဒီစီကိုကယ်ဆယ်ရေးဝင်ပြီးဖို့ဒေသခံတွေကအကူအညီတောင်းခံနေတာပါလက်ရှိဈေးချိုကျွော်အုပ်စုဘက်မှာငလင်ကြောင့်အိမ်အလုံးလိုက်မြစ်ထဲပါသွားတာတွေရှိနေပြီးရွာထဲမှာပိတ်မိနေတဲ့သူတွေကိုကုထုကိုထနဲ့ကယ်ဆယ်ရေးလုပ်နေရကြောင်းဒေသခံတွေက DPP ကိုပြောပါတယ်။အဲ့ဒီကျွော်အုပ်စုတွေဟာဒေါထဝတီမြစ်ဘေးကကျွော်အုပ်စုတွေဖြစ်ပြီ ကယ်ဆယ်ရေးအတွက်လာဖို့အတားဆီးတွေရှိနေတယ်လို့လည်းဒေသခံတွေကဆက်ပြောပါတယ်။အလူရှင်တော့နည်းနည်းပပားမဲလာတယ်ကယ်ဆယ်ရေးတော့မရဘူး။ဘယ်လိုပြောမလဲအရွာတဲ့ဝင်မောဆက်တော့ဝင်လုခတ်တယ်လေဒါကြောင့်မလာကြတာ။ဟိုဒီစစ်ဆေးရေးလည်းလည်းရှိတယ်ပြီးရင်တယ်လေလေပါလို့နဲ့လာမစုံနဲ့တို့အလှမ်းပြစ်တယ်ဆိုတော့ဒေတာခန်ရဲ့ပြောပြချက်အရအ ਨੇ ဆုံးလူ90ကျော်ပိတ်မိနေပြီးလူ20ကျော်သေဆုံးနိုင်တယ်လို့ဆိုပါတယ် DBB အနေနဲ့သေဆုံးပျောက်ဆုံးဆင်းတွေကိုအတည်ပြုနိုင်ဖို့ အဲ့ဒီဂျီယာဘက်တီစီဖုန်းဆက်သွယ်ပေမဲ့လက်ရှိချိန်ထိအင်းဝါနဲ့တရဦးဘက်တီဟာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေစေပါအင်းဝါမြို့ဟောင်းထဲမှာတော့အလူရှင်တွေအကူအညီနဲ့စားတောက်ရေးအပိုင်းကိုဖြည့်ရှင်းပေးနေပေမဲ့လည်းပြိုကျပျက်စီးသွားတဲ့ဖះချောင်းဆောင်တွေနမ်းမြို့ရိုးတွေကိုမရှင်းရသေးဘူးလို့အင်းဝါမြို့ဒေသခံတွေကပြောပါဗျာဖះတွေပြိုတဲ့ဟာကတော့မရှင်းဘူးပေါ့ဒီကျွန်တော်ညွှန်နေရတော့၄၄ယောက်တွေပါလား၂ယောက်ကတော့အဲ့လိုမျိုးထုတ်လို့မရလို့ပြန်ထားလိုက်တာပါ ထီသုံးနေတာတော့ကျွန်တော်ဈေးကြွရွာပြအဲဈေးကြွရွာ15အိမ်လောက်ကတော့ညထဲလိုအောက်ကုန်းနှိမ့်သွားတာပေါ့ညထဲပါသွားတာအိမ်ရောဝိုင်းရောဘာမှရတယ်ချီတော့ဒီကျွန်တော်တို့ဟိုအောက်ထုတ်တန်းတော့လူတွေပါရောပြေးသောမရှိဈေးကြွကတော့ပြေးပြောက်ညားတယ်ကြငလင်ချောင်းတရဦးအင်းဝတရာကျိုးနေပြီမဲ့ကားလမ်းပေါက်သေးတယ်လို့သိရပါတယ်အင်းဝမြို့ဟောင်းထဲမှာတော့ကုန်းမောင်ခစ်လေ16ရာစုလက်ရာမေနုအုပ်ချောင်းလေးတက်ကြီးဖျားနဲ့နမ်းမြို့ရိုးဟောင်းတော်တော်များများပြိုကျပျက်စီးသွားခဲ့ပါတယ်ကျွန်တော်မော်ရစ်ပါ AR တိုင်းကပူရောမြို့နယ်ဟိုင်းကြီးကျွန်းမြို့ကကြေးရွာတချို့မှာစစ်ကောင်စီတပ်ကငလင်တန်ကြောင့်အပြစ်ရမယ်လို့ကြေညာပေမဲ့နေ့စဉ်စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါရယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်ကြောင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်ဧပြီလ2ရက်ကနေ21ရက်အထိအပြစ်ရကြောင်းစစ်ကောင်စီကကြေညာခဲ့ပေမဲ့ဟိုင်းကြီးကျွန်းမြို့ကကြေးရွာတွေကိုဧပြီလ2ရက်မနေ့အထိစစ်ကြောင်းထိုးနေတယ်လို့ပြောပါရယ်။ စစ်ကောင်စီတပ်ကရွာရီတဲအထိဝင်ပြီးစစ်ကြောင်းထိုးပြီးအရဲသားတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့အတွက်အပြင်ကိုမထွက်ရဲကြဘူးလို့ဟိုင်းကြီးကျွန်းဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ကဧပြီလ၁ရက်ညပိုင်းကစတင်ပြီးအင်အား90ကျော်လောက်နဲ့ကုန်းတန်းကြီးရွာဈေးချိုင်ကြီးရွာနဲ့အုတ်ဖို့ကွင်းကြီးရွာတွေကိုစစ်ကြောင်းထိုးနေတာလို့သိရပါရယ်ရှင် အင်အားပြင်းကလင်လှုပ်ချိန်ဒုထဝရီမြစ်တရာကြိုးကြမှုမှာပါသွားခဲ့တဲ့သမီးဖြစ်သူကိုဖခင်ဖြစ်သူတယောက်ထဲရှာဖွေနေပါတယ်။ဒီသတင်းကိုတော့လင်းရင်ပေးပို့ထားပါတယ်ရှင်။မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်မန္တလေးတိုင်းအင်းဝါမြို့ကဒုထဝရီမြို့ကူတရာကြိုးကြခဲ့ပြီးတရာပေါ်ရောက်နေတဲ့သမီးဖြစ်သူမြစ်ထဲကျသွားတာကိုဖခင်ဖြစ်သူကတပတ်ကြာတဲ့အထိရှာဖွေနေသေးပါငလင်းလှုပ်ခတ်ချိန်မှာဒေါက်တာဝူရီမြကူတရာပေါ်တာဖားနှစ်ယောက်လုံးရောက်ရှိနေတာဖြစ်ပြီး ဆိုင်ရတဲ့ဒူနှစ်ယောက်လုံးရေထဲကိုပြုတ်ကျခဲ့တာလို့သူကဆိုပါတယ်။ပြန်တဲ့ချိန်မှာဒီတရားပေါ်လေးရောက်လဲရောက်တော့ငလင်းကစလှုပ်တော့စလှုပ်တော့အဲဟိုဘိန်းပေါက်တယ်မှလို့ဘိန်းကိုလှဲ့ကြည့်တဲ့အချိန်မှာဟိုဘိန်းပေါက်တာမဝင်နေငလင်းလှုပ်တာအဲ့ကြမှာတီးတယ်အဲ့ကြမှာတီးတဲ့အချိန်မှာဒီတရားကိုဖြတ်ပြီးသားဖြစ်နေတော့နောက်လေလှဲ့မရဘူးရှေ့လေလှဲ့မရဘူးဆိုတော့အဲ့ဒါရှေ့ပဲမောင်းလိုက်တော့တရားက ဟိုလှုပ်ပုံလုံကြီးကသူများနေနဲ့မတူဘူးဆိုတော့တရားကိုဒီလိုခါပြီးတော့ရမ်းချလိုက်ပြီးလို့ဖြစ်တော့စက်ကပိုင်းတွင်ကိုတရားပြိုကျသွားတယ်။အဲ့ချိန်မှာကိုယ်လည်းဘာမှမတက်နိုင်တော့ဘူး။တော့အနောက်မှာရှိတဲ့သမီးပဲ။အသမီးအဖေကိုကင်နာဆိုပြီးတော့ပဲအော်နိုင်ပြီးတော့တရားရဲ့ဟိုပြိုကျတဲ့အချိန်မှာဘေးကိုထိုးပြီးတော့ချပြီးတော့ရေထဲမှာအဲ့လိုပဲပေါ့နော်ကျသွားတော့သမီးရောဆိုင်ကယ်ရောအတူတူကျသွားပြီးတော့အပေါ်ပြန်တက်လာတော့ကျတော့ကိုတယောက်တည်းပဲပါပြီးတော့အဲ့မှာသမီးမပါလာတာကိုအဲ့ကြမှာတည်ပြီးတော့သမီးလိုက်ဆိုင်နေတဲ့ ထုတ်ထောက်ရီမြေကူတရာကြိုးကြတဲ့အချိန်မှာပါသွားခဲ့တဲ့သမီးဖြစ်သူတည်ဆုံးပြီဆိုတာသိပေမဲ့ဖခင်ဖြစ်သူရဲ့စိတ်ထဲမှာတော့သူသမီးအသက်ရှင်နေသေးတယ်လို့ယုံကြည်နေတော့ပါ။ရှားဝင်မှုတစ်ပတ်ကြာလာတဲ့အခါမှာတော့သမီးဖြစ်သူရဲ့ရုပ်လောင်းကိုတွေ့ကျင်တဲ့မျှော်လင့်ချက်နဲ့ရှားဝင်မှုတွေပြုလုပ်နေတာဖြစ်ပြီးလူငါးပြီးလည်းသမီးဖြစ်သူရဲ့ရုပ်လောင်းကိုမရှာနိုင်ဘူးလို့သူကပြောပါတယ်။ကျွန်တော်လည်းကျွန်တော်သမီးဆုံးရှုံးလိုက်ရတာဆိုတော့ကိုကျင်တီကိုကိုကကိုသမီးရှိသေးရဲ့လို့ပဲကိုကထင်တာပေါ့ကို။ တခြားကဲသေးတွေပါလေဘာတစ်ခုမှမလုပ်ကျွန်တော်တို့ကကျွန်တော်တို့ဘာကိုကျွန်တော်တို့နဲ့ကဲပြီးတော့ကိုပေါ့ကိုရေကုန်သမားအဖွဲကိုပေါ့ဘုံငါဟိုတွေ့ရင်2သိန်းခွဲဟိုမတွေ့ရင်2သိန်းခွဲတွေ့ရင်10သိန်းဆိုတဲ့အဲ့လိုလူမျိုးတွေနဲ့ငှားပြီးတော့ကိုပေါ့ကိုကြမ်းဖန်ပြီးတော့ကိုပေါ့ကိုကျွန်တော်လည်းကဲကဲသေးကြီးမှလည်းမလာဘူးဘူးမှလည်းမလာဘူးကဲသေးကြီးတွေလာရောက်တော့မရှိသလိုလူငါးပြီးချဖို့လည်းအခက်အခဲဖြစ်နေပါတယ်မတ်လ28ရက်နေ့လယ်တနာရီလောက်ကမြန်မာနိုင်ငံမန္တလေးမြို့နယ် 16ကီလိုမီတာအကွာကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ပင်ယာ9.8 Richter scale ရှိတဲ့ငလင်ကြောင့်ဧပြီလ3ရက်နေ့လယ်တနာရီတိစုစုပေါင်းတည်ဆုံးသူ3885ယောက်ထိခိုက်ဒဏ်ရာရရှိသူ9455ယောက်ပျက်ဆုံးနေသူ919ယောက်နဲ့ကယ်ဆယ်ရရှိသူ493ယောက်ရှိတယ်လို့ DBP data တင်ရဲ့ကောက်ယူစုဆောင်းထားတဲ့စာရင်းတွေအရသိရပါတယ်ကျွန်တော်လင်းပါ ငလင်အပီးမြန်မာနိုင်ငံစီအင်ဒိုနီးရှားကကယ်ဆယ်ရေးအဖွဲ့နဲ့အကူအညီတွေဆင်လွတ်ပေးဖို့ Richard Ske ခရစ်တမခွနစ်အဆင့်ရှိတဲ့ငလင်ကြီးပြီးခဲ့တဲ့သတင်းပတ်ကလှုပ်ခတ်ခဲ့တာကြောင့်အင်ဒိုနီးရှားကမြန်မာနိုင်ငံစီထောက်ပံ့ပို့ဆောင်ရေးအကူအညီ124တန်ကိုဧပြီလ3ရက်မှာပေးပို့ခဲ့ပါတယ်ကယ်ဆယ်ရေးပစ္စည်းတွေထဲမှာရွက်ပြင်တဲတွေ၊စေးသစ်တာတွေနဲ့အစားအစာတွေအပြင်ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းတွေလည်းပါဝင်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအရာရှိ62ဦးပါအဖွဲ့တစ်ဖွဲ့ကိုအခုသတင်းပတ်အစောပိုင်းမတ်လ31အမှာဆေးလွတ်ခဲ့တာပါ။မတ်လ28ရက်ကငလင်ကြောင်တည်ဆုံးသူအယောက်3000ကျော်သွားခဲ့ပြီးရန်နဲ့ချီတဲ့လူတွေပျောက်ဆုံးနေစေဖြစ်ပါတယ်။မိုးရွာသုံးမှုကြောင့်ကယ်ဆယ်ရေးအတွက်စိန်ခေါ်မှုအသစ်တရလည်းဖြစ်ခဲ့တာပါ။ပြည်ရင်းစစ်ကြောင့်ကယ်ဆယ်ရေးလုပ်သားတွေကကက်ဘေးတင်ပြည်သူတွေစီအယောက်လှမ်းနိုင်ဖို့စိန်ခေါ်မှုအသစ်တွေဖြစ်ပေါ်စေခဲ့ပါတယ်ရှင်။ တောင်ပံကစားသမားအီလန်ကာကိုနော်တင်ဟမ်အသင်းစီရောင်းထုတ်ခဲ့မှုဟာမှားယွင်းတယ်လို့မဆိုနိုင်ကြောင်းမန်ယူနီပြရူဘင်အာမိုရင်ကပြောသွားပါတယ်။ဆွီဒင်ကစားသမားအီလန်ကာဟာအသင်းဟောင်းမန်ယူကိုတကူးကိုမရှိနဲ့နိုင်ရတဲ့ပွဲစဉ်မှာနော်တင်ဟမ်အတွက်တလုံးနဲ့တော့အနိုင်ကိုသွင်းယူပေးခဲ့သူဖြစ်ပါတယ်။အီလန်ကာကိုရောင်းထုတ်ခဲ့တာကမှားယွင်းတယ်ဆိုနိုင်မလားဆိုတဲ့သတင်းနောက်တစ်ယောက်ရဲ့မေးခွန်းကိုနီပြအာမိုရင်ကငြင်းဆန်ခဲ့ပြီးမန်ယူအသင်းမှာရှိတဲ့ဖိအားနဲ့တခြားအသင်းမှာရှိတဲ့ဖိအားချင်းမတူညီကြောင်းနီပြအာမိုရင်ကပြောပါတယ်။ မယူအသေးမှဖိအားအလွန်များပြပြီးဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့အချိန်ရရှိသင့်ပေမဲ့ကစားသမားအများစုအတွက်အချိန်မရကြောင်းလူငယ်ကစားသမားတွေကိုအချိန်ပေးပြီးအားပေးကူညီသင့်ကြောင်းမိဘအာမိုရင်ကပြောသွားပါတယ်အီလန်ကာဟာ2023ခုနှစ်ကပေါင်15တန်းနဲ့နော်တင်ဟမ်အသင်းစီ ပြောင်းရွှေ့ခဲ့ပြီး၂ရာသီအတွင်းမှာ Twin Go နဲ့ဖန်တီးမှုစုစုပေါင်း28ကြိမ်ပြုလုပ်ထားပါတယ်ရှင်။ Dew Volume တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားကြရပါ မနေ့စနေနေ့မှာလည်းထပ်ပြီးရရှိတဲ့တဲ့တွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျမတို့ဖူးအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်